လောင်းလုံမျိုးနဲ့မောင်းမကန်ကန်းကျီအနီခြေရွာများကိုစစ်ကြောင်းထိုးပစ်ခတ်နေ၍ထောင်ချီပြည်သူများဘေးလွရာသို့ထွက်ပြေးတနင်္လာရီတိုင်းလောင်းလုံမျိုးနဲ့မောင်းမကန်ကန်းကျီအနီရှိခြေရွာများကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်ပြီးလက်နက်ကြီးများဖြင့်ပစ်ခတ်နေမှုကြောင့်ပင်လယ်ကမ်းဆက်ရှိခြေရွာများမှာပြည်သူများထောင်ချီဘေးလွရာကိုထွက်ပြေးနေကြရတယ်လို့ဒေတာကများနဲ့စစ်ရေးတည်င်းရင်းမြစ်များကပြောပါတယ်။အောက်တိုဘာ19ရက်မနက်အစောပိုင်းမှစ၍ ။ဒဝေရင်နဲ့စိတ်ကမ်းဘက်မှာအကျန်းဖက်စစ်သားများသည်ငါးဖက်လှင့်များကိုချော်ဆွဲ၍မောင်းမကန်ကန်းကြီးအနီးရှိခြေရွာများကိုစစ်ကြောင်းထိုးဝင်ရောက်စီးနှင်ခဲ့ခြင်းဖြစ်ပါတယ်။ထိုစစ်ကြောင်းကအနီးနားရှိခြေရွာများကိုလက်နက်ကြီးများဖြင့်ပစ်ခတ်သည့်ပြင်ပင်လယ်ပြင်တွင်ရပ်ထားသောစစ်သင်္ဘောများကလည်းခြေရွာများကိုလက်နက်ကြီးများရန်တမ်းပစ်ခတ်နေကြရာကြောက်စင်ရွာသဘောစိတ်ရွာပါဝင် အနီးအနားခြေရွာ၅ရွာ၆ရွာဝန်းကျင်မှာ ထောင်ချီပြည်သူများဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါတယ်။စစ်ခွေးတွေဒဝယ်ရည်နဲ့စိတ်ကမ်းဘက်ကနေငါးပန်းလေတွေကိုချောဆွဲပြီးမောင်းမကန်ကန်းရည်အနီကရွာတွေကိုစစ်ကြောင်းထိုးနေတာ၁၉ရက်မနက်အစောပိုင်းကတည်းကစတယ်။ခွေးတွေရွာတွေကိုလက်နက်ကြီးပြစ်နေတော့ပြည်သူတွေမနေရတော့ဘူး။ဘေးလွတ်ရာကိုအကုန်ပြေးနေရတယ်။ပြေးနေရတာရွာ၅ရွာ၆ရွာလောက်ရှိတယ်။ပြည်သူတွေဖမ်းဆီးခံရတယ်ဆိုတာတော့မကြမ်းမိသေးဘူး။ ရွာတွေမှာညအိပ်ပြီးတရွာပြီးတရွာဝင်ရောက်စီးနှင်းနေတာလို့ဒေတာတွင်စည်ရေတည်ရင်းမြစ်ကပြောပါတယ်။ဆိုပါဂျက်ဖက်စစ်ကြောင်းကြီးလက်ရှိအချိန်ထိကျေးရွာများသို့စစ်ကြောင်းထိုးဝင်ရောက်စီးနှင်းနေဆဲဖြစ်ရာရွာများတွင်ပြက်စီးမှုအခြေအနေနဲ့ပြည်သူများဖမ်းဆီးတပ်ဖြတ်ခံရမှု ရှိမရှိကိုအတိပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။ရင်းနေစင်သူဇူလိုင်လ29ရက်ကလောင်းလုံမြို့နယ်မောင်းမကန်ရဲစခန်းမှာအကြမ်းဖက်စစ်သားများက ပရင်အင်းရွာကိုစစ်ကြောင်းထိုးဝင်ရောက်ခါပြည်သူများကိုလူသားတိုင်းဖြစ်ဖမ်းဆီးပြီးကျေးရွာတဲရှိ နေအိမ်ရှိလုံးကိုမိရှို့ဖျက်ဆီးခဲ့ကြောင်းထို့ပြင်ဂျမ်းမတ်စစ်တပ်ကပြစ်ခတ်ခဲ့တဲ့လက်နက်ကြီးထိမှန်ပြီးပြည်သူနှစ်ဦးသေဆုံးခဲ့ခြင်းရှိကြောင်းသိရပါတယ်ရှင်။